2026မှာမိတ်ဆွေရဲ့ကံကြမ္မာတွေကဘာတွေဖြစ်လာမလဲဘာတွေကိုပြင်ဆင်ထားသင့်လဲဘာတွေကိုလုပ်သင့်လဲဘယ်လိုရေရာတွေကိုခြေထားမယ်ဆိုရင်ကံကောင်းနိုင်လဲမိတ်ဆွေရဲ့အခြေအနေတွေအိမ်တော်ကြီးတွေစီးပွားရေးငွေကြေးအလုပ်ကံပညာရေးတွေဘာတွေဖြစ်လာမလဲဆိုတာကိုနမိတ်လေးကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေတာနေ့အတွက်ပါဒီ2026မှာတနင်္ဂနွေလို့လှုပ်လို့ရတဲ့ရေရာလေးလည်းကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်မိတ်ဆွေကံညံ့တိုင်းကံမကောင်းတိုင်းဒီရေရာကိုခြေချင်းအပြင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ် ဒါကြောင့်မို့ဗီဒီယိုကိုဆုံးနည်းကြည့်ပြီးပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်။ကြောင်းမဲဆွေတွေဒီဗီဒီယိုမြင်လာတဲ့ like share ဖိုလာနေပေးမိပါနဲ့ခင်ဗျာ။ကို့လိုမျိုးပဲအခက်အခဲတွေအကျင့်ရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်။မိတ်ဆွေက share တစ်ချက်နှိပ်တာမပင်မှန်ဘူးဆိုပေမဲ့တစ်ခါမှအခက်အခဲတွေဖြစ်နေတယ်အကျင့်တွေဖြစ်နေတယ်ရင်ဆိုင်နေရတယ်ကျွန်တော်ဗီဒီယိုမြင်သွားပြီးတော့သူတွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်။သူများကျိုးလူလာမယ်ဆိုရင်ကိုယ့်ရဲ့ကျိုးလည်းရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဖို့မိပါနဲ့ခင်ဗျာ ီလာမဲ့2026မှာတင်းတို့ရဲ့တာဝန်ကြီးတွေတနည်းစာဟောစမ်းလေးကဘာတွေဖြစ်လာမလဲဆိုတော့တူတူလက်ကြည့်ကြမယ်ခင်ဗျာ2026မှာတင်းတို့ရဲ့တာဝန်ကြီးကံကြမ္မာကအကောင်းဆုံးလို့ပြောလို့ရတဲ့နေ့တည်းမှာဘာနေပါလဲဘာတွေကဒီလောက်တော့ကောင်းနေလဲဘာတွေတိတာရအောင်လဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ကောင်းအားက80လောက်ရှိနေပါတယ်တိထားရမှာက30လောက်ရှိနေပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေတိထားရမလဲဆိုတော့ နမတတိချက်နေနဲ့တငယ်ချင်းကံမိတ်ဆွေကံနဲ့ပတ်သက်တာအရန်ကောင်းနေပါတယ်ဒီ2020နဲ့6မှာကိုယ်ကူညီတဲ့သူတွေဖေးမမဲ့သူတွေတငယ်ချင်းမိတ်ဆွေတွေကူညီထောက်ပံ့ကြောင်းကိုယ်မှာအဆင်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါတော့တငယ်ချင်းကံမိတ်ဆွေကံကတော့အရန်ကောင်းနေတဲ့ကာလဖြစ်တော့ကြောင်းတငယ်ချင်းအကူအညီထောက်ပံ့ကောင်းတွေယူတည်ပါတယ်ကိုကအခက်ခဲတွေအကျက်တွေဖြစ်နေတဲ့ဆိုရင်တော့တငယ်ချင်းမိတ်ဆွေတိုင်းပင်ပါဆွေးနွေးပါသူစီကအကူအညီထောက်ပံ့ကောင်းတွေယူမယ်ဆိုရင်မိတ်ဆွေကြုံတွေ့နေတဲ့အခက်ခဲတွေပြပြောက်သွားပြီးတော့ ောင်းတဲ့အရာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။နောက်တငယ်ချင်းကံမိတ်ဆွေကံကအရန်ကောင်းပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာကတော့90 90ပါပဲလွန်ခဲ့တော့2025တုန်းကငွေတွေမစုမိမဆောင်းမိတဲ့ငွေကြေးတွေကဒီလာမဲ2026မှာစုမိမယ်ဆောင်းမိမယ်ကာလထဲမှာရှိနေပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်ပြီးခဲ့တော့နှစ်တုန်းကရစရာရှိတဲ့ငွေကြေးတွေပြန်မရောက်သေးတဲ့ငွေကြေးတွေလည်းပြန်လေရရှိတတ်ပါတယ်ပြီးတော့ကံနဲ့ပတ်သက်ပြီးလေဝင်လာနိုင်တယ် ါကြောင့်မို့2026မှာတင်းနှင်းငွေတာမန်ငွေအခြေခံနဲ့ခေါင်းတယ်လို့တကယ်ချင်းကမိတ်ဆွေကန်ကလည်းအရန်ကောင်းနေတဲ့ကာလထဲမှာရှိနေပါလေမိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်တော့မကောင်းနည်းနည်းလေးအညံ့တွေတော့ရှိတယ်အညံ့ဆိုတာကြီးကြီးမားမားမဟုတ်ဘူးကိုကကိုရဲ့မိသားစုပေါ်မှာဘလောက်ပဲနားလေပေးပေးသူတို့အတွက်ပဲဘလောက်ပဲပြင်ပန်းခဲ့ပြင်ပန်းခဲ့ကို့ဆိုအကောင်းမြင်တာတွေအပြစ်ပြောချင်တာတွေအပြစ်မြင်တာတွေဂျုံတွေ့နေတတ်ပါလေ အဲ့ဒီပြောဆိုမှုကြောင့်ကိုယ်မှာတစ်ခါလေးစိတ်ညစ်တယ်စိတ်ကုန်တယ်စိတ်ပြတ်တယ်အဲ့လိုမျိုးတွေရင်ဆိုင်ရတတ်ပါတယ်။ဒါပေမဲ့လက်နှစ်တဝက်လောက်မှာပဲတကြံကြော်ပြီးနောက်ပိုင်းမှာတော့နားလည်မှုတွေရပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့ကာလထဲမှာရှိနေပါတယ်။အရန်ကောင်းပါတယ်။နောက်တစ်ချက်ကောင်းတာကအိမ်ဝယ်ခြင်းတဲ့သူတွေခြံဝယ်ခြင်းတဲ့သူတွေအိမ်ခြံပြင်းနဲ့ပတ်သက်ပြီးတော့ဝယ်ခြင်းတဲ့သူတွေနေနဲ့တော့တေချာပေါ့ဝယ်ရမယ်ကံကလည်းပါလီပြန်ရော။ အိမ်လိုချင်တဲ့သူတွေခြံလိုချင်တဲ့သူတွေကလည်းအလွယ်တကူရရှိမယ်ဆိုတော့နှစ်တစ်နှစ်မှာရရှိနေပါတယ်။ဒါကြောင့်2026မှာတနည်းဝေတာမီကတော်တော်များများကောင်းနေတဲ့ကာလထဲမှာရှိတော့ကြောင့်မို့အရန်ဆင်ပြေတယ်လို့ဆိုရမှာဖြစ်ပါတယ်။တခုတတိသားဆရာ ရှိတာက2026မှာတနည်းငွေတာမီအတွက်စစရအဆင်ပြေနေတယ်ဆိုပေမဲ့ကို့လူမုံများတတ်ပါတယ်။မနာလိုတဲ့သူတွေများတတ်ပါတယ်။ကိုကဘလောက်ပဲကူညီခဲ့ကူညီခဲ့ဘလောက်ပဲကောင်းရဲ့ကောင်းခဲ့မနာလူတို့ချို့က တစ်ချိန်တစ်ခါလောက်သူတို့မကူညီမိရင်ကိုယ့်ကိုအပြစ်ပြောတာတွေအတင်းချင်းပြောတာတွေကိုယ့်ရဲ့မကောင်းကြောင်းတွေဆောက်ပြောတယ်ကိုယ့်အပုပ်ချတာတွေတော့ကျုံရတတ်ပါလေဒီတစ်ချက်တော့တော်တော်လေးဒီထားရမှာဖြစ်ပါတယ်ကိုယ်မှန်တဲ့ထင်မတို့ဂယုမဆိုင်ပါနဲ့ကိုယ့်အကျိုးမပေးတဲ့သူနော်ကိုယ့်တဲ့အကျိုးမရှိတဲ့သူတွေကိုစိတ်ပေါင်းခုခွာဆိုတဲ့ပုံစံနဲ့ပေါင်းသင်းဆက်ဆံမယ်ဆိုရင်တော့အကောင်းဆုံးပါပဲခင်ဗျာဒါကြောင့်မိတ်ဆွေတကယ်ချင်းပတ်သက်ရင်အရန်အကောင်းတဲ့သူရှိရင်လို့ကိုယ်နဲ့အရန်မသိတဲ့သူ အယံမရင်းနှီးတဲ့သူတွေကကိုယ့်ဒုက္ခပေးတတ်ပါတယ်။တကယ်ချင်းရှင်းနေရပထမမလုပ်ဘူး။ဒါကြောင့်မို့မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်တော့တချို့အကြတော့ဂယုဆိုင်စရာရှိနေပါတယ်။တချို့အကြတော့နည်းနည်းလေးသတိထားရမယ့်ကာလမှရှိပါတယ်။အတူရောင်လေးညားနေတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ဒီချက်တော့သတိထားပေးပါ။အချိန်နဲ့ပတ်သက်မယ်ဆိုရင်တော့လွန်ခဲ့တော့2025မှာအချိန်ကန်ညံ့ခဲ့သမျှတွေဒီ2026မှာတင်းကျပ်သားတွေအချိန်ကန်တွေခေါင်းလာပါပြီ။အဆင်ပြေလာပါပြီ။ ကိုနဲ့ကိုချစ်သူနဲ့ကွဲကွာနေတယ်ဆိုရင်ပြန်လဲပေါင်းဖက်ရမယ်နှစ်နှစ်လည်းဖြစ်ပါတယ်အဆင်မပြေတဲ့သူလည်းတေချာဖို့အဆင်ပြေမဲ့ကာလတည်းမှာရှိနေပါတယ်အရှိန်နဲ့ပတ်သက်ပြီးတော့ဖူးစာစစ်ဖူးစာမှန်ပုံမဲ့ကာလတည်းမှာလည်းဖြစ်တော့ကြောင်းတော့မမျော်လင့်ပဲနဲ့လည်းအိမ်အောင်ကြနိုင်ကိန်းတွေရှိနေပြန်ရောဒါကြောင့်2016မှာတင်းငွေတွေတားပြမမျော်လင့်ပဲအိမ်အောင်ကြကိန်းတွေရှိနေပါတယ်ဒီတစ်ချက်ကလည်းအရန်ကောင်းပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့တော့အဆင်ပြေပါတယ်2020နဲ့6မှာအိမ်အောင်ရေးတာယာချင်းမိသားစုနဲ့ပျော်ပျော်စွေစွေနေရချင်း ။နောက်မိသားစုတွေပြန်လည်ဆုံစည်းခြင်း။နောက်တိလုပ်ကိစ္စတွေနဲ့ပြည့်စုံပြီးတော့ပြောင်းဆွေသောမိသားစုဘဝတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းနေပါတယ်။ဆရာကျွန်တော်ကျမကအင်တော်ကြီးကွဲနေတဲ့အင်တော်ကြီးအစ်စင်မပြေဘူးဆိုရင်မပြောနဲ့အဲ့ဒါက2025မှာကြံခဲ့ပြီး2026ရောက်သွားတာနဲ့အင်တော်ကြီးကံတွေလိုလိုနေနဲ့ခေါင်းလာမှာဖြစ်ပါတယ်။အစင်ပြေလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့2026မှာတော်တော်များများကတင်းရွေတောင်တွေကကံကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ရန်စင်ပြပါတယ်ကဲ တခုတော့တတိထားဆရာရှိတယ်ကျမ်းမာရင်းနဲ့ပတ်သက်တာကိုကအလုပ်တွေအရန်စူးစမ်းတယ်အလုပ်တွေအရန်လုပ်တယ်ကိုကလှုပ်တလောက်လေအစဉ်ပြေတဲ့တော့ကြောင့်မို့အလုပ်တွေစူးစမ်းအကြီးလုံးတော့ကိုရဲ့ကျမ်းမာရေးကဘယ်မှဆိုင်တာမျိုးပြစ်ထားမိတာမျိုးနော်ကျမ်းမာရေးနဲ့တဲ့တဲ့အစားတောက်တွေမစားမိတာမျိုးနော်အာဖြစ်တယ်လို့ပဲစားလိုက်တာမျိုးတွေအထူးကူးဆိုင်ပါအစားအတောက်နေထိုင်နေကူးဆိုင်မယ်ဆိုရင်တော့ကျမ်းမာရေးတွေကောင်းမွန်တာတွေကြုံတွေ့မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်မိတ်ဆွေရအလုပ်တွေပဲအရန်လုပ်မယ်စူးစမ်းမယ်နော်ကျမ်းမာရေးတို့မေ့ထားမယ်ဆိုရင်ရုပ်တရက်ကျမ်းမာရေးညံ့ပြီးတော့ ကိုယ့်ရဲ့အလုပ်လေးထိခိုက်တာတွေနှောက်နေတာတွေဖြစ်နိုင်တယ်။ဒါကြောင့်မို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ်။နောက်တစ်ချက်ကောင်းနေတာကတင်းငွေတွေတာမီဖစ်ဖေးမိမိနဲ့တာမီအကျိုးခံစားရမယ့်ကာလတွေမှာရှိနေပါတယ်။သားအကျိုးရောတမီးအကျိုးရောအကျိုးပေးတဲ့ဖြစ်နေဖြစ်ပါတယ်။ဒါကြောင့်တာမီးနဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတဲ့နေ့တွေမှာရှိနေပါတယ်။တာမီးလိုချင်တဲ့သူတွေတာမီးမရတဲ့တင်းငွေတွေတာမီးတွေရှိတယ်ဆိုရင် တေချာပေါ့ဒီနှစ်မှာတာရီတွေရရှိမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်တာရီကန်ကလည်းအရန်ကောင်းနေတယ်ကားထဲမှာရှိနေမှာပညာရေးနဲ့ပတ်သက်ပြီးတော့2026ထဲကိုဝင်လာတဲ့ပညာရေးတွေတော့ကောင်းမွန်လာတာမျိုးတွေစောင်းမဲ့အလွယ်တွေကိုအောင်မြင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်တခြားပညာရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်အားကောင်းနေတယ်ကားထဲမှာရှိပါတယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘာသာတရားလေးတွေကိုမြန်မြန်လုပ်ချင်အားဖြင့်ကိုယ့်ရဲ့ကံတွေကပို့ပြီးတော့ကောင်းမွန်လာဖို့ရှိပါတယ်အထိတ်ထန်ဝင်လာတွေ နောက်ကုလိုကောင်းမှုလောက်တာတွေမိတ်ဆွေကအလှူတန်းတွေများများလှုပ်ချင်အပြင်ဘာသာတရားတွေများများလှုပ်ချင်အပြင်မိတ်ဆွေကံတွေကကောင်းမှုလာမှာဖြစ်ပါတယ်။ဒါကြောင့်ကုလိုကောင်းမှုလေးတွေများများလှုပ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေမဲ့ကာလထဲမှာတော့ရှိပါတယ်။တခုတတိသားဆရာရှိတာအနောက်ဆက်မတင်ပါနဲ့။နိုင်ငံကြားသွားဖို့ပဲဖြစ်ဖြစ်ပေါ့နော်။အလောက်နဲ့ပတ်သက်ပြီးတော့သွားမယ်လာမယ်ဆိုရင်နောက်ဆက်မတင်ပါနဲ့။အနောက်မှာမိဘတွေစိတ်မချလို့တာသမီတွေစိတ်မချလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုစိတ်မချလို့ညီညီမတွေစိတ်မချလို့နောက်ဆက်တင်နေမယ်ဆိုရင် မဲဆိုရင်အလောက်ကန်စီးပွားရဲ့နောက်နေတော့မှဖြစ်ပါတယ်။ဒါကြောင့်မလောက်ကန်စီးပွားရင်းနဲ့ပတ်သက်မယ်ဆိုပြတ်ပါဖို့အရေးကြီးတယ်။ဘယ်ကိစ္စမဆိုတော့အာနာရာတွေ၊ငဲညာရာတွေ၊တနာရာတွေမရှိဘဲနဲ့ပြက်ပြက်တတ်တာလုပ်မယ်ဆိုရင်တော့ဘယ်လိုကိစ္စမဆိုဘယ်လိုစီးပွားရေးမဆိုအောင်မြင်မယ်ဆိုရင်နှစ်သိမ့်တမှာရောက်ရှိနေပါတယ်။ဒါကြောင့်တင်းငွေသားပြည်နေနဲ့စီးပွားရေးလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်မိမိစူးစမ်းရင်စူးစမ်းလောက်တော့အဆင်ပြေမယ်အောင်မြင်မယ်ကာလထဲမှာရှိနေပါတယ်။အရန်ကောင်းပါတယ်။ တခုတတိထားရမှာကကံနဲ့ပတ်သက်ပြီးတော့တိတ်အချုံမပေးဘူးเนาะ ठी တွေရမ်းထိုးတာတွေเนาะဖိုးနှလုံးကိစ္စသုံးလုံးကိစ္စအဲ့လိုကိစ္စတွေလိုက်လုံမယ်ဆိုရင်တော့အချုံမပေးဘူးကိုစုဆောင်းထားတဲ့ငွေကြေးတွေပလုံသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိမိအနေနဲ့စူးစမ်းရမှာကအလုံးနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့စူးစမ်းပါအားထုတ်ပါကိုစူးစမ်းရင်စူးစမ်းလောက်အောင်မြင်ပြီးတော့ကိုဖြစ်ကျင်တဲ့အိမ်ဝဲချင်တာလားကားဝဲချင်တာလားအဲ့လိုဆန္ဒတွေပြင်းပြောက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကောင်းနေတာကအလောက်ကန်အစဉ်ပြေပြီးတော့ နော်အိမ်ဝယ်ဖို့ကံကလည်းရှိနေတယ်အိမ်ဝယ်နိုင်မဲ့ကံကလည်းရှိတော့ကြောင်းမို့ကျောင်းနေတဲ့အကြံပြုရမယ်ဆိုရင်ကိုယ်ကိုယ်တိုင်စ조사အားထုတ်ပါလို့ပဲကျွန်တော်ကအကြံပြုချင်တယ်ကိုစ조사ရင်စ조사လောက်တော့အဆင်ပြေမယ်အောင်မြင်မယ်ကာလထဲမှာရှိနေပါတယ်မိတ်ဆွေကကန်ဆန်းချင်တယ်ကန်ကောင်းနိုင်တဲ့နံပါတ်ကိုတီးချင်တယ်ဆိုရင်တော့နှစ်ပါတဲ့နံပါတ်တွေ6ပါတဲ့နံပါတ်တွေကအကျိုးပေးတယ်ဒီလိုနံပါတ်တွေရွေးချယ်ခြင်းအားဖြင့်ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကွာဝါနာပါလို့စမ်းသပ်ချင်တယ်ဆိုရင်တော့2 3 6ပဲလို့နံပါတ်တွေစမ်းသပ်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ် တနည်းပတ်လုံးမှာကံကောင်းနေတဲ့အယောင်လေးကိုကျွန်တော်ပြောပြပါမယ်။ကံကောင်းနေတဲ့အယောင်ကတိမ်ပြောင်ယောင်နဲ့အဖြူယောင်ရေကကံကောင်းပါတယ်။ကိုညံရှိလို့အသုံးပြုလို့ရပါတယ်။အဖြူယောင်နဲ့တိမ်ပြောင်ယောင်ကိုမိမိတို့အရေးကြီးတဲ့နေရာမှာပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေကိုနော်သွားမယ်လာမယ်ဆိုရင်ဒီအယောင်ဝစ်စင်တာပဲဖြစ်အဆောင်နေနဲ့ ဆောင်ရတာပဲဖြစ်ဖြစ်ပဝါတွေပေါ့နော်အဲ့လိုရောင်းနေပတ်သက်ရောင်းနေဆောင်ရတာပဲဖြစ်လှုပ်ချင်ရပြီကံကောင်းမှုတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်အရန်ကောင်းပါတယ်တခုထိသားရမှာကတနင်္ဂနွေသားပြီတွေဒီ2026မှာမနာလိုတဲ့သူတွေမုန်းတဲ့သူတွေကြီးလိုမရတဲ့သူတွေကိုမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေဖြစ်နိုင်တယ်ဒါကြောင့်မို့တနင်္ဂနွေသားပြီတွေဘာသာတရားတွေမမြားလို့ပြီးပါကိုကစေးုံစီကံသွားလို့မပြောဘူးဘာဖြစ်လို့ဖြစ်နေမှမသိဘူးစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်တော်ရေးမိသားစုရေး ဘာသူ့မှာအစင်မပြေဘူးအညက်တွေရောက်ရှိနေတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းလူနဲ့မကပ်ဘူးတောင်းရောက်မြောင်းရောက်နေဘာကြီးကမကြကနာအောင်ညနေဆိုရင်ပိုဆိုးပြီးဒီလိုဖြစ်နေတဲ့သူတွေရှိရင်လည်းဆိုရင်တော့ကျွန်တော်ကိုဆက်တွယ်လာခဲ့ပါအခမဲ့လေးကျွန်တော်စစ်ဆေးပေးမှာဖြစ်ပါတယ်ပယောကပဲစစ်ပေးမှာနော်ဘေးရင်တော့မဟုတ်ဘူးချွေရဆက်တွယ်လာခဲ့တယ်ဘေးရင်တွက်ပေးမယ်ထင်လို့မဟုတ်ဘူးဘေးရင်တွက်မယ်ဆိုရင်တတ်မှတ်ထားတဲ့ပူဇော်ကားတော့ရှိတယ် ခဏကကျွန်တော်ပြောတဲ့အချက်လေးနဲ့ကြုံတွေ့နေတယ်ဆိုရင်တော့ပယောဂပဲစစ်ပေးမှာရှိမရှိလေးကုတာလည်းမပါဘူး။ဒါကြောင့်မို့ခဏကကျွန်တော်ပြောလို့ဖြစ်နေတယ်ဆိုရင်အများကြီးဆက်တွေ့လာဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ဒီ2026မှာခီးတွေအရင်မသွားပါနဲ့အလဲပတ်တွေအရင်မသွားပါနဲ့မဖြစ်မနေသွားရမယ်ဆိုဖျားတရားတွေလုံးနောက်တရကုံသုံးပါးကိုစောက်တည်ပြီးမှသွားအဲ့ဒါမှကံကောင်းမှုတွေရရှိမယ်။အလဲပတ်သွားတာလေခီးထွက်တာတွေနော်နိုင်ငံခြားသွားတာတွေကတိတ်အကျိုးမပေးတဲ့အတွက်ကြောင့်မို့မိမိကနိုင်ငံခြားသွားဖို့ရှိနေတယ်ဆိုရင်2026မှာမသွားဘဲနဲ့ ဒီ2025မှာသွားမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်တယ်2026လေးကိုရောက်မယ်ဆိုရင်တော့အခုကြာလနမိတ်ရကတော်တော်အဆင်ပြေတော့ကြောင်းမိတ်ဆွေကနိုင်ငံသားမှာအဆင်ပြေတာပြီးအောင်မြင်တာတွေဂျုံတွေ့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ဆင်းပြောင်းခဲ့တာကိုတော်တော်များများနားလည်တဘောပါမယ်လို့ထင်တယ်မိတ်ဆွေကကံညက်နေတဲ့ကံမကောင်းဘူးဆိုရင်ကျွန်တော်ရေတရားလေးပြေးမယ်တစ်နှစ်ပတ်လုံးကံညက်တဲ့ချိန်တိုင်းပြုလုပ်လို့ရပါတယ်ဒီရေတရားလုပ်ခြင်းအပြင်ကံကောင်းမှုတွေကိုယ့်စီကိုရောက်ရှိမှာဖြစ်ပါတယ်ရေုံကြီးနဲ့ပြုလုပ်ပေးပါခင်ဗျာလောက်ရမယ့်ရေတရားကအရန်လွယ်ကူပါတယ်မခက်ပါဘူး ကိုနေတဲ့အိမ်ကဖျားမှာပဲကတ်လူဒူတန်းလို့ရပါတယ်နော်ကိုကိုနိုင်လှုပ်လို့အဆင်မပြေလူကြီးတွေကိုကူညီတောင်းပြီးတော့လှုပ်လို့ရပါတယ်နံပါတ်၁ချက်လှုပ်ရမယ့်ရေတရားကကြံညှို့လေးတွေလိုပါတယ်ကြံညှို့က15ညှို့တိတိကိုဖျားမှာကတ်လူဒူတန်းပေးရမှာဖြစ်ပါတယ်ဒီကြံညှို့ကမိတ်ဆွေကံညက်တဲ့အချိန်တိုင်းနေပြုတ်လို့ပေးပါခင်ဗျာနော်ကံညက်တဲ့အချိန်တိုင်းဒီရေတရားလေးကိုပြုတ်လို့ချရမယ့်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကြံညှို့က15ညှို့ကိုဖျားမှာကတ်လူဒူတန်းပေးရမှာဖြစ်တယ်ပြီးတော့နှင်းစီပန်း၁၀ဖွဲ့ကိုမိတ်ဆွေကချနေပြီးတော့ ခြေဖြတ်ရမယ်ဖြည့်ဆည်းရမှာဖြစ်ပါတယ်။ကဲဘယ်လိုဖြည့်ဆည်းမလဲဘယ်လိုခြေဖြတ်လဲဆိုတော့မိတ်ဆွေကနော်ကြံညို့15ညို့ကိုဖះမှာကတ်လွန်နေတဲ့အချိန်မှာအဲ့ဒီမိတ်ဆွေရဲ့ခြေထောက်အောက်မှာနှင်းစီပံအပွေ့10ပွေ့ကိုနင်းပြီးတော့တဆက်တဲ့ကတ်လူလူတန်းပေးပါ။လက်ကလည်းကြံညို့ကိုနော်လှူဖို့အစင်နစ်ပြင်ထားတယ်ခြေထောက်မှာလည်းနှင်းစီပံ10ပွေ့ကိုနင်းချေထားတယ်။အဲ့လိုမျိုးတပြိုင်တည်းလှုပ်ချင်အောင်ဖြစ်အညက်တွေကလည်းတစ်ခါလေးပြေပြောက်သွားမယ်။ကံကောင်းရှင်းလာတဲ့တစ်ခါလေးကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ်နော်အဲ့ဒါပြီးသွားပြီဆိုရင်ခဏကနင်းချေထားတဲ့မြေစီပန်းကိုလက်အိတ်တော်လကောင်နော်အဲကြွကြွအိတ်တော်ကောင်ဆွတ်ပြီးတော့ချောင်းမှပြပြမြောင်းမြတ်တမျောပြစ်လိုက်ခြင်းအဖြစ်ကံကောင်းမှုတွေတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကြံညို့၁၅ညို့ကမိတ်ဆွေတို့ရန်ကန်ကောင်းပါတယ်နင်းစီပန်းဆယ်ပွေးကတော့မိတ်ဆွေရဲ့အညံ့တွေကိုခြေဖြတ်တာဖြစ်ပါတယ်အဲ့ဒီလိုချောင်းမှာတမျောပြည့်တဲ့နေရာမှာငါးစီမှာရှိရင်မကောင်းတဲ့အညံ့တွေမကောင်းတဲ့အရာတွေအားလုံးဒီနေ့ချိန်ကစပြီး ချောင်းလေးတို့မျောပါပြက်စီသွားပါစေဆိုပြီးတော့ပြောပြလိုက်ရမှာဖြစ်ပါတယ်။အရေးကြီးတာတစ်ခုကမိတ်ဆွေကမလုံနိုင်ဘူး။အိမ်ကလူကြီးတွေကိုကုညင်တောင်းမယ်ဆိုရင်တော့ကိုယ့်ရဲ့အိမ်မှာစနေတောင်းမီးတွေရှိတယ်ဆိုရင်နောက်နှင်းစီပန်းကိုမချနိုင်ပါနဲ့။ကြံညို့ပဲကတ်လူလူတန်းပေးပါ။အဲဒီနှင်းစီပန်းစနေတန်းဖြစ်တော့ကြောင့်မို့ကိုယ့်အိမ်မှာစနေတောင်းမီးတွေကိုသွားခိုင်းပါဆိုလိုပါ။ဒီတစ်ချက်တော့တော်တော်လေးအရေးကြီးပါတယ်။အဲစနေတောင်းမီးမရှိဘူးဆိုရင်ရပါတယ်။နောက်အပြင်မှာဆိုရင်အเจ้าမဟုတ်တော့အိမ်မှာတူတူနေတဲ့စနေတောင်းမီးကိုပြောတာ။ အဲစနေသားမျိုးရှိတယ်မိသားစုဝင်ဒါပေမဲ့နိုင်ငံခြားမှာရှိနေတခြားနေရာမှာရှိနေဆိုဘာမှမဖြစ်ဘူးကိုရတရားခြေတဲ့အချိန်မှာနော်ကိုရဲ့အိမ်မှာတူတူနေရဆိုရင်တော့အဆင်မပြေဘူးဒီတစ်ချက်တော့ရေးကြည့်ပါရစေကဲဒီရတရားကိုနားလေတဘောပေါက်မယ်ခြင်းနဲ့မိစွာကံညက်တဲ့အချိန်တိုင်းအဆင်မပြေတဲ့အချိန်တိုင်းအခက်ခဲတဲ့ဖြစ်တဲ့အချိန်တိုင်းဒီရတရားမှကြာမကြာလှုပ်ချင်အောင်ဖြစ်တစ်နှစ်ပတ်လုံးတန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ရတရားကိုတော့ဖြစ်အောင်လုပ်ပေးပါခင်ဗျာတခုကျွန်တော်ကြံခဲ့တာကတနင်္ဂနွေနေ့မနက်9:40နဲ့9မိနစ်မှာကတ်လူပါ เนาะฉีဖြတ်ပါအချိန်လေးမပြောပြရလို့ပြန်ပြောပြတာဖြစ်ပါတယ်ကြုံမင်းဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော်မိတော်စုဘွားပျော်စွင်တော်ချစ်သူဘွားတွေဒီလာမယ်2026မှာပိုင်းဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ like share follow နှိပ်ဝေမိပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေတော့ကို share like လို့သူတွေကမြင်တွေ့သွားပြီးတော့ကျွန်တော်ပြောရရတဲ့အခြေပြီးတော့တစ်နှစ်ပတ်လုံးအစဉ်ပြေသွားမယ်ဆိုရင်မိတ်ဆွေကျွန်တော်ကလည်းထပ်တူကုလို့ရပါမယ် သူများရဲ့အကျိုးလူလားတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့အကျိုးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ share ဖို့မိပါနဲ့ခင်ဗျာ။ကဲနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းကြပါစေခင်ဗျာ။